ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တည်းဆက်ပေးမှာကတော့ AI နီးပညာနဲ့အလိုအလျောက်ပြန်တန်းတိုက်ခိုက်နိုင်တဲ့တိုက်လေရင်စမ်းတက်အောင်မြင်တဲ့ဆိုရအကြောင်းပဲဖြစ်ပါတယ်။ Sub Company ရဲ့ Gripen E တိုက်လေရင်ဟာဆိုရင်တော့ AI နီးပညာကိုအသုံးပြုပြီးတော့လေရင်ကိုအလိုအလျောက်ပြန်တန်းတိုက်ခိုက်နိုင်အောင်လို့စမ်းသပ်မှုအောင်မြင်ခဲ့တဲ့အတွက်ကြောင့်လေရင်နီးပညာလောကမှာမှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ Central လို့မည်ပေးထားတဲ့ AI Artificial Intelligence ကိုတပ်ဆင်ထားတဲ့ Gripen E တိုက်လေရင်ဟာဆိုရင် လေရင်ကိုအလိုအလျောက်ပြန်တန်းတာတိုက်ခိုက်တာတွေကိုအောင်မြင်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့တာပါ။ဒါဆိုရင်တော့အလိုအလျောက်လေးချောင်းတိုက်ခိုက်မှုနည်းပညာအတွက် အရေးပါတဲ့ခြေလှမ်းအစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ Project Beyond စီမံကိန်းတွေကြဆောင်ရွက်ခဲ့တဲ့ဒီစမ်းသပ်မှုတွေအရဆိုရင်ရိုးရိုးစမ်းသပ်မှုတစ်ခုတော့မဟုတ်ပါဘူး။ကာကွယ်ရေးနည်းပညာကုမ္ပဏီဖြစ်တဲ့ Hessens ကဖန်တီးထားတဲ့ AI ကိုစမ်းသပ်လေရင်သို့မဟုတ် simulator မဟုတ်ပဲတကက်စစ်စင်ရေးတုံးတိုက်လျင်ရင်အဲထဲမှာအပြည့်အဝပေါင်းဆက်စမ်းသပ်ခဲ့ကြတာပဲဖြစ်ပါတယ် ဒီ AI စနစ်ဟာ Bayesian Fast Leverage VVR စစ်ဆင်ရေးတွေကိုပြန်တန်းလှုပ်ဆောင်နိုင်ခဲ့ပြီးတော့တကက်ပြစ်မှတ်တွေကိုခြေရခံနိုင်ခဲ့ပါတယ်။ပြန်တန်းနေစဉ်အတွင်းမှာဆက်သွယ်ရေးလိုင်းတွေပြတ်တောက်သွားတဲ့အချိန်မှာတော့မှအချိန်နဲ့တပြေးညီလိုက်ရောညှိထွေပြောင်းလဲလှုပ်ဆောင်နိုင်ခဲ့တာကသူ့ရဲ့စွမ်းဆောင်ရည်တွေကိုပုံမပေါ်လင်စေတာပဲဖြစ်ပါရဲ့ရှင်။စတာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်